ဖြစ်ရရှင်းနိုင်ငံတွေကတော့ဝါရခုဝင်ပြင်းနေရဆိုတော့နည်းမြန်မာခနေရှင်းပြန်ဆားနေပြီဆိုတော့ဒါနည်းရုံနည်းနည်းချင်းနှိုးဆားနေဆားနေရပါနဲ့မဆားရကျွန်တော်ညာရောညာရောဟိုကျွန်တော်ကလည်းမဆားရဆားဆောင်ဆားရခါမှာနည်းနည်းတော့အရှင်းမပြရမျိုးနေတော့ဖြစ်နေပါတော့အဲ့တော့နည်းနည်းချင်းတော့နှိုးဆားနေမနည်းရော ။ပုံစံတော့ကျွန်တော်ဝင်ဆောင်ရှားရင်ဝိုင်းကျမတို့နဲ့လေဒီရိုက်ကူးဖို့အတွက်လာတဲ့ခါကျတော့ဝိုင်းလို့မမခမင်းလေးဟင်းလေးနဲ့ပေါ့နော်စက်သားဟင်းလေးချက်ကျွေးခြင်းနဲ့လို့ဆိုဝိုင်းကမမချက်ပြပါလားတဲ့။အဲဝိုင်းမမချက်လဲချက်ပြမယ်လို့ဝိုင်းလဲစားမှာမလားဆိုစားမယ်တဲ့။အဲ့နဲ့ကျမကဝိုင်းကိုဒီအသားချက်ဖို့အတွက်စက်သားလေးကိုသေးချလေရေစင်အောင်ဆေးထားတဲ့စက်သားလေးကိုအရသာနေပြီးတော့ဝိုင်းကိုမံပြာရည်လေးနဲ့ပေါ့အသားလေးဝိုင်းစားခြင်းသိဖြစ်အောင်ပေါ့မရဲ့စက်သားလေးကိုမံပြာရည်လေးနဲ့ရသားလေးတခြားဝင်အောင်နေပြီးတော့ဒီ master chef တထုပ်ကို ထည့်ပြီးတော့မှဒါအထဲမှာနှစ်ထုပ်ပါလာမှရဲ့အထဲမှာကျမတို့ကနှစ်ထုပ်ထည့်ထားတာကအအသား25ကျပ်သားချက်လို့ရတဲ့အနေထားနှစ်ထုပ်ပေါ့နော်ကျပ်သားပဲဖြစ်ဖြစ်အခြားပေးတန်းငါပဲဖြစ်ဖြစ်ပေါ့နောက်အဲဟိုပါပေါ့ကန်ဒီနှက်တို့ရွှေဖြုံသီးနှက်တို့အခြားသီးနှံတွေပေါ့နော်အဲ့ဒါတွေချက်ဖို့လည်းလေအနစ်ဖြစ်စေတယ်ပေါ့မာရင်တော့အဲ့ဟိုပါဆိုရင်တော့ဒီလိုမျိုးဆင်းနေတဲ့ခံလုံးလေးနဲ့ပေါ့နော်အဲ့ဟာမျိုးတော့ဝင်းနဲ့ပြင်နေကြဆုံးပေါ့နော် ဟိုဆရာပြောရင်မနခင်းခင်းကတော့နူတယောက်မှာညုံအပ်နေရဲ့ဆောင်းကိုဆားရမယ်ဆိုတော့နည်းနည်းချင်းတညက်ကိုသုံးဆုံးနောက်ရညာကိုနင်းဆုံးအဲ့လိုမျိုးတော့နည်းသုံးဆားနေမှာစားနေရမှာနော်ဟုတ်နင်းမရှာချက်နဲ့ဆက်ညာကိုပုံမျိုးစားလို့ကောင်းတယ်ဒါနဲ့ဟင်းနဲ့ကြိုက်နေပေါ့နော်ဒါဟဲ့ဆောင်းမဆောင်းနဲ့ပြောရမှာမဟုတ်ဘူးအလင်းညာနဲ့ပြောရမှာမဟုတ်ဘူးမမကိုယ်တိုင်ချက်ကြရင်ဘာလို့ဝင်ရနင်းခါများဖြစ်လဲဟုတ်ပါကျွန်မကိုယ်တိုင်ချက်ကြရမှာဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်ဝါအဲ့တော့အများကြီးစားတယ်မဟုတ်ကဲ့ဟုတ်ကဲ့ ားရောတော့နော်ဒီမဆိုင်ချက်အနည်းကိုထုတ်မယ်။ဆိုင်ချက်အမှားလည်းဖြစ်ပါရဲ့။ဟုတ်ကဲ့ပါအမ။ဟုတ်ဒေါ်အေးချမ်းဖြူပါရှင်အမ။ဟုတ်ကဲ့။ဟုတ်ကဲ့အမ။မဆိုင်ချက်ကို2020ခုနှစ်ကလောက်ကစပြီးတော့ကျွန်မထုတ်ဖြစ်ခဲ့ပါတယ်အမ။တဘာဝတည်နှံနေနဲ့ပဲကျွန်မစနစ်တကျထုတ်လုပ်ခဲ့ပါတယ်အမ။အဟမ်းမြမဘက်မှာပေါ့နော်။မြေသားဒေသဘက်ကထွက်တဲ့တဘာဝကျက်သွန်ဒီအချောက်ပေါ့နော်။နောက်ခဲညင်ဒီအချောက်နောက်ချင်းအချောက်နောက်ကျမတို့နွေအစစ်မုံပေါ့နော်ငရုတ်သီးအစစ်မုံသုံးထားတယ်အမ စားနေပေါ့နော်အဲချက်သွန်ဖြူအချောက်တွေပါတယ်မှာအဲ့ဒါတွေအားလုံးကိုကျွန်မစီနဲ့လုံးဝမကြော်ထားအောင်မှာစီနဲ့လုံးဝမကြော်ထားဘဲနဲ့သဘာဝအရသာလဲမြမဟင်းအနှစ်လဲဖြစ်အောင်စီအတွက်လဲ side effect နည်းအောင်ပေါ့မှာကိုကြိုက်တဲ့စားသုံးသူဟာကိုကြိုက်တဲ့စီကိုပဲရွေးချယ်ပြီးတော့ချက်လို့ရအောင်ကျွန်မအဲ့အတွက်စနစ်တကျအချောက်ကိုပဲတည်တဲ့စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်မှာအခုဒီထဲမှာတော့ပါဝင်ပစ္စည်းတွေအားလုံးလဲကျွန်မတေချာလေးပြထားတယ်သုံးဆဲဖို့အတွက်လဲအညွန်ရေးထားတယ်ပေါ့နော် ဟောက်မတာရှိခံဖြစ်စီကလည်းလုံးဝမတုံထားဘူးစိုးစေးရလည်းကျွန်မလုံးဝကျွန်မကိုယ်တိုင်လည်းကုံထုတ်ထားလို့ပေတာကအင်းចောင်းသူလည်းဖြစ်ခဲ့တယ်ဆရာဆရာအမလည်းတယောက်ဖြစ်ခဲ့ဘူးတယ်ဆိုတော့လေဒီဘာသာရက်မှာတင်ချရတဲ့အဲဆိုးစေးရဲ့ effect တွေလို့ပေါ့နော်တာရှိခံပစ္စည်းတွေရဲ့ effect တွေလို့သိနေတဲ့အတွက်အဲ့ဒါကြီးလည်းမသုံးထားတဲ့အတွက်ကြောင့် chef flight ကတော့အမကျွန်မသုံးလာပဲကျွန်မတို့ဟိုပေါ့နော်အင်းထားထားတယ်မှဟုတ်တာရှိတော့အများကြီးတော့မရအောင်မှသုံးလာပဲ chef flight ကိုထားပါတယ်ရှင်

哎，天天弄那，啊，那种天天什么，我还没弄，那啥那种家家的，我们那种家的，那啥也啥啥啥也啥嘛，年年有新的米呀，牛人天天弄，俺家年年新的牛啥牛，那那种东山那种红娘啥也。 ဝိုင်းကိုကိုရိုင်းချက်ပြီးတော့မှကြွေးလိုက်တယ်မ။နော်နော်နိုင်ပါတော့နိုင်ပါတော့။ဟုတ်ကဲ့ဟုတ်ကဲ့ဝိုင်းကျမတို့နဲ့လေဒီရိုက်ကူးဖို့အတွက်လာတဲ့ခါကျတော့ဝိုင်းလို့မမထမင်းလေးဟင်းလေးနဲ့ပေါ့နော်ချက်သားဟင်းလေးချက်ကြွေးခြင်းနဲ့လို့ဆိုဝိုင်းကမမချက်ပြပါလားတဲ့။အဲဝိုင်းမမချက်လဲချက်ပြမယ်လို့ဝိုင်းလဲစားမှာမလားဆိုစားမယ်တဲ့။အဲ့နဲ့ကျမကဝိုင်းကိုဒီအသားချက်ဖို့အတွက်ချက်သားလေးကိုသေးချာလေးရေစင်အောင်ဆေးထားတဲ့ချက်သားလေးကိုအရသာနေပြီးတော့ဝိုင်းကို ငံပြားရည်လေးနဲ့ပေါ့အသားလေးဝိုင်စားခြင်းသိဖြစ်အောင်ပေါ့မရဲ့ကြက်သားလေးကိုငံပြားရည်လေးနဲ့အရသာလေးတခြားဝင်အောင်နေပြီးတော့ဒီ master chef တထုပ်ကိုထည့်ပြီးတော့မှဒါအထဲမှာနှစ်ထုပ်ပါတာမရဲ့အထဲမှာကျမတို့ကနှစ်ထုပ်ထည့်ထားတာကအအသား25ကြက်သားချက်လို့ရတဲ့အနေထားနှစ်ထုပ်ပေါ့နော်ကြက်သားပဲဖြစ်ဖြစ်အခြား ဘယ်အသားငါးပဲဖြစ်ဖြစ်ပေါ့နောက်အဲဟိုပါပေါ့ခန်းသီးနှံ့တို့ရွှေဖြုံသီးနှံ့တို့အခြားသီးနှံတွေပေါ့နော်အဲ့ဒါတွေချက်ဖို့လည်းလေအနစ်ဖြစ်စေတယ်ပေါ့မာရင်နော်အဲ့ကြတော့25ကျပ်သားဆိုဒီထက်တထုပ်ပဲထည့်ရတာအဲ့ဆိုဒီတထုပ်ကလေးရယ်နေပြီးတော့စီလေးထည့် ျမဟိုအသားနူးဖို့အတွက်ရေလေးထည့်ပြီးတော့ဝိုင်းမှာဝိုင်းရှင်မှာအဲ့ဒါလေးကိုချက်ပြီးတော့စနစ်တကျပူပူလေးကျွေးဘူးတယ်မှအဲ့မှာဝိုင်းကထမင်းစားတာကိုသဘောကျတယ်အမားတဲ့အဲဒါကိုအရသာကြိုက်လိုက်တာအမရေမှွေးနေတာပဲတဲ့အဲမြန်မာဟင်းလေးပဲနော်တဲ့ဆိုဟုတ်တယ်လို့မမသေးချာလေးစနစ်တကျ grand လေးချိန်ပြီးတော့ဒီပါဝင်ပစ္စည်းတွေကိုလေးမှအတိအကျ grand ချိန်ပြီးထည့်ရတယ်အဲ့ဆိုဟမ်းမိတ်သဘောမျိုးလဲဆန်တာပေါ့နော်သေချာလဲစနစ်တကျထုတ်လုပ်ထားတာဆိုတော့ဝိုင်းရတာကိုစားရတာသဘောကျပြီးတော့မြန်မာထမင်းဝိုင်းပြန်စားတော့မယ်တဲ့ အဲ့လိုလေးဖြစ်လာတယ်မရေကျမလည်းအရင်ဝင်းသာတာလေအဲ့လိုလေးဆိုတော့ဟုတ်စားစီစဉ်နဲ့နည်းနည်းလေးပို့ပြီးတော့ပြည့်ပြည့်လေးနဲ့လှစီစဉ်တာလေးမနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မဟုတ်ဟုတ်ဟုတ်ညီမခဏညောင်ညောင်ညောင်စားနေမယ်မနော်ဒါနဲ့ဘုံကမစားရညောင်ညောင်သူညောင်ညောင်အဲ့ဟာညောင်ရယ်ဆိုနေနဲ့ဘာရောညောင်နည်းနည်းခက်ခဲမမဟာညုံချရခက်တာနဲ့ဟိုနည်းနည်းညင်လာနဲ့နည်းနည်းမောအဲ့ခဏကပြောနေလို့ညောင်နဲ့ ငငငငရာသားရင်းနေရသမင်းထားတာပေါ့နော်အဲ့ဟာညာဟာအရင်ကဆိုရင်တော့ဒီလိုမျိုးသမင်းနဲ့ခဲလုံးလေးနဲ့ပေါ့နော်အဲ့ဟာမျိုးတော့ဟိုဝင်းနဲ့ပြင်နေကြဆုံးပါပေါ့နော်ဟိုဆက်ရပြောရင်ပေါ့နော်သမင်းထက်ကတော့လူတယောက်မှလုံအပ်နေတဲ့ရှားကုန်ရှားရနေဆိုတော့နည်းနည်းချင်းတစ်ရက်ကုန်သုံးဆုံးနောက်ရညာကနင်းဆုံးအဲ့လိုမျိုးလောက်နဲ့ညှိုးထားနေရစားနေရပေါ့နော်ဟာဒီနောက်ရှာချက်နဲ့ချက်ညာကိုပုံပြီးစားလို့ကောင်းတယ် ညာနှခင်နဲ့ပြိုင်နေပေါ့နော်။ညာဟက်ဆောင်မဆောင်နဲ့ပြောရမဟုတ်ဘူး။အလင်းညာနဲ့ပြောရမဟုတ်ဘူး။မမကိုယ်တိုင်ချက်ပြရင်ဟောရုံညာနင်းခါများရှိတယ်။ဟုတ်ပါကျွန်မကိုယ်တိုင်ချက်ပြရမှာ။ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်။ဟုတ်တယ်ဟုတ်တယ်။ဝါအဲ့တော့အများကြီးစားတယ်မ။ဟုတ်ကဲ့နမခံတော့။ဟုတ်ကဲ့ဟုတ်တယ်မ။ဟိုင်ရောင်ခဏခဏဆိုင်ငုံဝင်တာတော့နိုင်ရှင်ကိုဆိုင်ငုံနိုင်ဖိုက်ကြီးပူနေပြီလားမသိဘူးမမရဲ့လုံအောင်ထမရွေးတာနဲ့ရောဆိုင်ငုံနေနေနော်ဟဲ့ဆက်ချက်တော့တက်လန်ကြည့်ရအောင်ဟုတ်ကဲ့ဟိုင်ရောင်ဆိုင်ငုံနေနေ ိုင်ငုံဝင်နေရနေပြည်နေနာဟိုကခါသေးရညာရနေမိုင်းဖက်လာရင်ခါပြတ်သွားမှာနော်အဲ့တော့မမရင်ဦးလာနေရောနော်ငါဟာနေဆိုမိုင်းကမဟုတ်အောင်စားရှင်တာမိုင်းကငုံနေမစားရှင်တော့အဲ့ဒါညာဟာဆိုင်ဟာနှစ်ဆယ်ပဲဟာနှစ်ဆယ်လေးဟာမိုင်းတော့နေမိုင်းလာရင်တော့အရိုးချောင်းနဲ့ညီမနဲ့ထမပိန်နေတော့လို့ပြပြလေးဖျောင်းလို့တော့လို့ဝိုင်းတော့ညောင်းတော့မောင်းနေမယ်အရင်ကတော့မောင်းညောင်းတယ်တော့မောင်းနေတော့တရားနေမောင်းတော့ပြန်လုံးလိုက်တော့နေတော့ ခါပြီခါရောတုံမာရောဆရာညွှန်းရင်လေခါရောတုံမာရောဒါရင်လည်းပေါ့နော်မကုန်လုံးပြင်သွားရင်ခေါင်းပြန်ချလို့ရရင်ဟုတ်ကဲ့မျက်နှာလေးကိုကြည့်ပြီးတော့လေအရန်ချဖို့ကောင်းတယ်ပေါ့နော်ဒါမဲ့ခနာကိုလေးကညီမလေးရဲ့ body ချထားတဲ့ခါကျတော့ခနာကိုလေးတေးသေးလေးဖြစ်နေတဲ့အတွက်ကိုယ်စိတ်ထဲမှာနည်းနည်းလေးပြည့်စေချင်သေးတာပေါ့နော်မနော်အဲ့လိုလေးအတွက်ဝိုင်းရဲထမင်းလေးမမချက်ကြွေးမယ်ဆိုပြီးတော့ပထမဆုံးစတွေ့တဲ့အချိန်တော့မချက်မချက်ဖြစ်သေးဘူးပေါ့နော် ဘူတရတဲ့ချိန်တွေ့တဲ့အခါကျတော့မမကိုယ်တိုင်ချက်မယ်လေးလို့စားမလားဆိုကြချက်မယ်လေးအမရဲစားလိုက်မယ်တဲ့ဆိုတော့ချက်ကျွေးလိုက်တယ်အမအဲ့ဒါအဲညောင်းကိုနွားတဲ့ချိန်တော့ဟွာရရင်းဆော့နေနေဝင်းနေနေရဆိုတော့အဲ့လိုမမညွှန်ရမစားကြည့်မယ်ဘောဒါနေနဲ့ပထမဆုံးထုံတာဆိုတော့စားကြည့်နေနေမှာအရင်ကြိုင်သွားရအဲ့ဒါအိမ်မှာလည်းဒီအနည်းထုံးတဲ့ချက်ကြီးစားရအခုတော့တိုက်သွားပြီပေါ့အရင်ကြိုင်သွားပြီ ဝိုင်းတဲ့ဝိုင်းတဲ့ထုတ်ထားတာလဲပါလာပေါ်မိုင်းဝိုင်းနေပြန်ဆောင်းဖို့ဟုတ်ဟုတ်ဟုတ်ဒါလင်းတဲ့ဆောင်းထမင်းတော့မဟန်လောက်ဝင်တယ်ဟိုတနေ့ကတော့ဝိုင်းချက်တယ်ဝိုင်းချက်တယ်မမရဲ့ဝိုင်းတစ်ခါလောက်ချက်ပေးမယ်မမဒီမာစတာချက်ကချက်ရတာအရင်လွယ်တယ်တဲ့နော်အဲ့ဝိုင်းကိုယ်တိုင်လည်းတစ်ခါမှတော့မချက်ဘူးလက်သေးနေလေဝိုင်းကစိုးထားတယ်တဲ့လှလှလေးလည်းဝိုင်းကနေချင်တာဆိုရင်ဝိုင်းလိုလှလှလေးနေလည်းချက်လို့ရတယ်လို့မာစတာချက်ကလို့ဘာမှအဲညီမလေးအလှမပြက်စေအောင်မာစတာချက်ကထုတ်ထားတာလို့ အဲ့ဆိုမမလည်းအဲ့ဆိုချက်မယ်လေးဆိုဝိုင်းကိုရိုင်းချက်ပြီးတော့မှတခါလုတ်ခဲ့သေးတယ်ဝိုင်းချက်လိုက်လေဒီမျက်နှာဟင်းလေးဖြတ်လိုက်တာပေါ့နော်ဝိုင်းကချက်သားပူကြိုက်နေတာမဟုတ်တယ်မျက်နှာကြိုက်တော့မျက်နှာဟင်းလေးနဲ့ဖြတ်လိုက်တယ်ငါရင်ထုတ်ချက်နေနေညာပြစ်တော့ငောင်းလာရင်နှင်ထားနေတယ်ဝိုင်းကိုရိုင်းချက်ထားတယ်မချက်လက်တုံးချက်နေလေးကြောက်ပြန်ဖြတ်နေလေးရညာထဲဦးအနေနာခဏဟုတ်တယ်နော်ဦးအနေနဲ့ဖြတ်နေအဲ့လိုလက်အိမ်နေထုတ်ပြီးရပါနော်မျက်နှာလေးနဲ့ငမ်းပြားရင်ရုပ်ရင်ရုပ်ထက်ညညနာနာဦးရိုင်းချက်လိုက်ညာလားမဆာဆက်ရတာဝိုင်း ဆက်ဟတ်တဲ့ရလားနော်အိုးနှစ်ခါဟာရင်တို့ရောအဆက်ဟတ်တဲ့ညာမလို့နော်လေနှစ်ထုံလုံးထဲလိုက်ညာနဲ့အညာနာမမင်းသားမမဟိုအနစ်မဟုတ်ဘူးဒါလေအနစ်မဟုတ်ဘူးဆိုတော့ तू อ่ะဟိုတာရှင်ခံပစ္စည်းမသုံးရတဲ့ရွယ်ချက်ကလည်းဒါအနစ်ဆိုရင်ကျွန်တော်တို့တာရှင်ဖို့ခံဖို့အတွက်သုံးရတယ်အယောင်ကောင်းစေဖို့အတွက်သုံးရတာရှိတယ်လေဒါအနစ်မဟုတ်တဲ့အတွက်ကြောင့်မလို့ဆန်ဒရိုင်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့ तू อ่ะတာရှင်ခံပစ္စည်းလည်းသုံးကြမလို့ဘူးအနစ်လည်းမဖြစ်နေတဲ့အတွက်ဘာမှ side effect လည်းမရှိနေဘူးပေါ့နော်မှ ကျမကြီးအတွက်အရင်ကလေးဟိုကလေးလူကြီးပေါ့နော်မအစားတဲ့ခါမှာအကုန်လုံးအဆတ်ဆရာအဆင်ပြေဖို့အတွက်နောက်လူမျိုးဘာသာမရေးအတွက်လည်းမအဆင်ပြေတယ်စီယကဆဘာမလေးမကြော်ထားတဲ့ဟာမျိုးပေါ့နော်မနော်ဟုတ်ဒါကလေအခုကျမတို့အထက်မှာတော့25ကျပ်သားချက်လို့ရတဲ့နှစ်ထုပ်ပေါ်မှာရယ်နှစ်ထုပ်ပါလာဆိုတော့အဲ့ဒါကိုကျမအဲတစ်ထုပ်ချင်းကို9000ရောင်းလိုက်တာမှဟုတ်ကဲ့ဟုတ်ကဲ့9000ရောင်းလိုက်တာဟုတ်ကဲ့တစ်ထုပ်ကိုပေါ့ဒါတစ်ထုပ်ကို9000အထက်မှာနှစ်ခါ 25ကျက်သားနှစ်ခါချက်လို့ရတယ်မှာတူဦးစာနှစ်ခါပါလားဟုတ်တယ်ဟုတ်တယ်မှာဟုတ်တယ်ရှင်ဟုတ်တယ်ရှင်ဟုတ်တယ်ရှင်အဲ digital နဲ့လေ grand လေးအတိအကျချိန်ပြီးတော့ handmade ထုတ်ရတာဆိုတော့လက်ဝင်နဲ့မှစားရတဲ့အရာသာလေတိတိကျကျရရတယ်မှာမဟုတ်မှာခုနဟောပေါ့9ရောင်နဲ့9ရောင်ကြားမှာဟင်းတပွဲပေါ့9ရောင်နဲ့9ရောင်ကြားမှာတို့မျိုးစားလို့ရတယ်ဟင်းတပွဲပေါ့မှာဟုတ်ဟုတ်အနှစ်များများလေးရဟုတ်တယ်နှစ်ခါပါမှာဟုတ်ကဲ့ဟုတ်ကဲ့ကျွန်မတငယ်ချင်းမိတ်ဆွေတွေရဲ့သားသမီးတွေလေးမှဟိုသူတို့ရဲ့မိတ်ဆွေတွေကမှားကြတယ် သူတို့သွားမယ်ဆိုဟိုမှာမြန်မာဟင်းစားဖို့အတွက်ပေါ့အခက်ခဲရှိတယ်ပေါ့နော်ဟိုမှာမြန်မာအရသာအဲစားကျင်နေဆိုရင်အဲဒီလိုမျိုးပေါ့နော်ဖြစ်စေခြင်းနဲ့ဟာပေါ့နော်သူတို့နည်းနည်းပို့ပေးလို့ရမလားဆိုကျွန်မတငယ်ချင်းမိတ်ဆွေတွေစီကိုပို့ပေးတယ်မဟုတ် export လက်ဟုတ်ကဲ့မမဟုတ်ကဲ့ပါဟုတ်ဟုတ်ဟိုဟာလေးမမဟိုပေါ့ရုံးဖုန်းအနေနဲ့ပဲပြောလိုက်မယ်နော်ဟုတ်09 uh, 965 007 929 now 09766660929မှာရှင်ဟုတ်ကဲ့အဲ့ဖုန်းတွေဟုတ် page တွေလည်းရှိပါတယ်မှာဟုတ်ကဲ့ TikTok page လည်းရှိရမှာ Facebook page လည်းရှိတယ် Master Chef ပဲမှာ Food Studio ပေါ့နော်ဟုတ်ကဲ့ Master Chef Food Studio ပါမှာဟုတ်ထုတ်ထားတဲ့ပစ္စည်းကတော့မှဟိုဒီဟာကတော့နံပါတ်1အနေနဲ့ကျမကပထမဦးဆုံးပြန်ပြီးတော့မှာပေါ့နော်ဒီအတင်းချက်ဟင်းအနှစ်ကိုဟိုပြန်ပြီးတော့ ထုတ်တာပေါ့နော်အရင်2020နောက်ပိုင်းမှာကိုဗစ်ဖြစ်တဲ့ကာလလေးမှာတော့ကျမတို့နည်းနည်းလေးအဲ့ဒါလေးကိုတော့ထုတ်လို့မှုလေးနည်းနည်းလေးနှိပ်ကွေးသွားလေးတော့ရှိတယ်ပေါ့နော်ဒါမဲ့နောက်ထပ်စက်သားစံပြုတ်တွေနောက်ပစွန်ကြောက် ဟိုပါဘောငပိချက်တွေလည်းထုတ်ထားတာရှိပါတယ်ရှင်။အေရှမတွေအတွက်လေမာစတာရှက်ရဲ့အားသာချက်တွေအများကြီးပဲအဓိကကတော့လေအဲအေရှမတိုင်းအဲငရုတ်သီးထောင်းဝါတာတွေချက်သွန်အနီခွာတာတွေချက်သွန်ဖြူခွာတာတွေဂျင်းနေခွာထောင်းဝါတာတွေခဲညင်းတွေကကြင်းနဲ့ကိုက်နေရတာတွေပေါ့နော်အဲ့ဒါတွေအားလုံးအတွက်ကိုဘာမှအချိန်ပေးစရာမလိုတော့ဘဲနဲ့အဲ ချိန်ကုန်တက်တာလေလူလည်းဟိုတက်တက်ရင်းရဲ့တက်တက်ရှင်းရှင်းမိဖို့ကြောင့်လေးကိုချက်လို့ရနိုင်တဲ့အနေအထားမျိုးနဲ့မာစတာချက်ကစီစဉ်ပေးထားတာပါမိုင်းတော့ထားရမော်နော်လက်လက်နဲ့လုံထားရမော်နော်ညနာမိတ်ကနေထားရင်လုံထားရင်သူကဒီနောက်ချာချက်ကမော်နော်မင်းတို့ဆောင်နေမှာပြုံးမနေရညွန်းနေရှိမော်နော်ခွင်းခွင်းရလာရင်လည်းမပြန်မော်နော်တော့လာမမနေနဲ့ဒီလိုပုံစံမျိုးနဲ့ဝင်ပြီးချက်လို့ရတာရင်အဲဟုတ် ဖိတ်နည်းညာလည်းမလုပ်ဘူးတော့နော်ဒီတစ်ခုခုဟင်းအိုးတည်နေတဲ့အချိန်မှာလေအဲအင်ရှင်မတွေကဒီဟာကိုဟင်းအိုးမှွေရတာတွေပေါ့နော် အချိန်ပေးပြီးတော့မှကြေအောင်အဲဟင်းအိုးခောက်ပြီးတော့မှချက်နေရတဲ့အချိန်တွေမရှိဘူးပေါ့ဒါကအဲကြိတ်ထားတာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟင်းအိုးတည်ထားတဲ့အချိန်မှာရေချိုးနေတာမျိုးအခြားအလုပ်တစ်ခုခုအတွက်ကိုကကလေးရှိတယ်ဆိုလို့ရှင်လဲဒါလေးကိုကလေးအတွက်ကြိုတင်ပြီးကြောင်းသွားဖို့အတွက်ပြင်ဆင်လို့ရတဲ့အချိန်တွေထွက်လာတာပေါ့နော်မာဆာချက်ကအရှင်မတိုင်းအတွက်အများကြီးတင့်တော်အောင်ဖန်တီးပေးကြပါရစေရှင်။ဟုတ်